1980ခုနှစ်မှာစပိန်ရဲ့ရေဒနာတင်တင်းမောဆန်ထိုဇီယာမယုံနိုင်စရာကောင်းလောက်အောင်များပြတဲ့ရွှေငွေများကြောက်ရေဒနာရည်နဲ့ကိုလံဘီယာကန်ယူရန်နာမှာနင်းမြုပ်သွားခဲ့ပါတယ်။ကာတာဂန်နာစိတ်ကန်းကနေမြင်လိုက်ရတဲ့သူတွေကတော့အင်္ဂလိပ်စစ်တင်ဘောရဲ့ဗိုလ်မှူးချုပ်ချားလ်စ်ဝေဂါကအဲ့ဒီတင်ဘောကိုဖောက်ခွဲပြစ်လိုက်တာလို့ပြောခဲ့ကြပါတယ်။မျက်မြင်သက်တည်တွေအတွက်အဲ့ဒီမြင်ကွင်းဟာမီးတောင်ပောက်ကွဲတယ်လို့မျိုးစိတ်မကောင်းတုံ့လို့ဖွယ်ရာဖြစ်ခဲ့ကြတယ်လို့ပြောခဲ့ကြပါတယ်။ဒီတင်ဘောဟာဒေါ်လာ18ဘီလီယံတန်ဖိုးရှိတဲ့ရွှေငွေရေဒနာရည်နဲ့တူ ပင်လယ်ရေရောက်တဲ့ကိုနင်းမြုပ်သွားခဲ့တာပါနှစ်ပေါင်း38နှစ်ကြာပြီးတဲ့နောက်မှာတော့ဆန်ໂດဇီကပျောက်ဆုံးနေခဲ့တဲ့အချိန်နဲ့မျှရေသနာတင်မောတွေထဲမှာဂန္ဓာယီလာရေသနာတိုက်လို့တင်စားနေကြပါတယ်ဒါပေမဲ့2015ခုနှစ်မှာတော့ရောဂျာဒူလီဦးဆောင်တဲ့ Maritime Archaeology Consultant ဆိုတဲ့စူဇန်ရှာဖွေသူအဖွဲ့ကကယိုရန်ကနေ70မိုင်ကွာ Caribbean ပင်လယ်ရဲ့600မီတာအနက်မှာဒီတင်မောကိုပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြပါတယ် ဒီတည်င်းကကဘာကြီးကိုတော်တော်လေးအံ့အားတင်သွားစေခဲ့ပါတယ်။အဲဒီနောက်ပိုင်း၉နှစ်အတွင်းမှာနိုင်ငံရေးသမားတွေရှေးအောင်သူတွေတီတီယတနာရှာဖွေသူတွေဟာဆန်လိုစေးရဲ့အနာဂတ်အတွက်အပြင်းထန်အငင်းခုန်ဖြစ်နေကြပါတယ်။တချို့ကဒီတင်းဘောဟာပင်လယ်ရေရောက်မှာတင်းကြိုင်းတစ်ခုလိုအေးချမ်းစွာအနာယူတင်နေပြီလို့ဆိုကြပါတယ်။တချို့ကတော့ယတနာတွေကိုဆက်ယူပြီးသူတည်တနာလုပ်ဖို့နဲ့ရောင်းချဖို့ကိုလိုလားနေကြပါတယ်။နောက်တစ်ခွဲကတော့တင်းဘောကိုရေရောက်မှာပဲစူးစမ်းလေ့လာပြီးဓာတ်ပုံပဲရိုက်ဘာမှမထိမကင်ပဲထားတင်နေလို့အကြံပြုကြပါတယ်။ အဆုံးမှာတော့2024ခုနှစ်ဖေဖော်ဝါရီလမှာကိုလံဘီယာသမ္မတဂူစတာဗိုပက်ထရိုကဆန်နိုဇီရဲ့ယတနာတွေကိုဆယ်ယူဖို့အစီအစဉ်စတင်မယ်လို့ကြေညာခဲ့ပါတယ်။ဒါပေမဲ့ဒီအိမ်မက်တင်မိုးရဲ့နောက်ကွယ်မှာဘာတွေဖြစ်ပျက်ခဲ့တာလဲ။ဒီเจ้าတွေကတကယ်ပဲအမှန်ဖြစ်နိုင်မလား။ဒါမှမဟုတ်စိတ်ကူးရင်ပုံဖော်ဖန်တီးထားတဲ့တည်င်းနေလား။စစ်ပွဲထဲမှာဖောက်ခွဲခံရပြီးရာစုနှစ်ပေါင်းများစွာပင်လယ်ရေအောက်မှာပုတ်တိုးနေခဲ့တဲ့တင်မိုးဟာဘယ်လိုပုံစံဖြစ်နေမလဲ။ အခုတော့တမိုင်းမှာပထမဆုံးချိန်ဖြစ်ဆန်ဟိုစီရဲ့ရေရောနိုးအချက်တွေကိုဖော်ထုတ်လိုက်တဲ့အခါမှာတော့ရေရော600မီတာအနက်မှာဘာတွေရှိနေမလဲဆိုတာဒီဗီဒီယိုမှာကြည့်လိုက်ရအောင်အဲ့ဒီအနက်မှာဆိုရင်အလင်းအောင်ဆိုတာလုံးဝမရှိပါဘူးလန်ဒန်ရဲ့ဘတ်စကားနီအောင်136စီကိုထပ်ထားတဲ့အမြင့်လောက်ကိုနှက်ဆိုင်ပါတယ်အမောင်ကိုဖယ်ရှားဖို့အတွက်ရေငုပ်ဆက်ရုပ်ရဲ့မီးလင်းရောက်နေတဲ့စူးစမ်းကြည့်တဲ့အခါအန်ဟောစရာကောင်းတဲ့မြင်ကွင်းတွေကိုနေရာအနက်မှာတွေ့ရပါတော့တယ်အခုဆိုရင်တင်းမောရဲ့နောက်ပိုင်းအပိုင်းစားတစ်ခုရှိမှရောက်နေပြီ အဲ့ဒီအပိုင်းဟာ25မီတာရှည်လျားပြီးတင်းမောရဲ့အကျေတစ်ခုလုံးတစ်သားဘေးပေါက်နေနဲ့ဖုံးအောင်ထားတယ်လို့တွေ့ရပါတယ်။ရေတိမ်ပိုင်းမှာဆိုရင်တော့ဒီလိုတင်းမောပျက်စီးဟာရေစီးကြောင်းတွေလှိုင်းနေနဲ့ထိမိပြီးပျက်စီးသွားတော့ပါပြီ။ငါးဖန်တင်းမောတွေရဲ့ပိုက်ကွန်းတွေနဲ့ပျက်စီးကြပဲဖြစ်ဖြစ်ရေငုံသမားတွေကတစားစီလာခဲယူလာကြလို့ဘာမှမကြံတော့လောက်ပါဘူး။ဒါပေမဲ့ Caribbean ပင်လယ်ရဲ့600မီတာနဲ့ဒီနေရာမှာတော့ဆန်လိုစီးဟာမူလအတိုင်းခန္ဓာလှပနေတော့ပါပဲ။အဲ့ဒီမှာစတင်တွေ့ရှိခဲ့ကြတာကတော့ကျေးဝအမြောက်22လက်ပဲဖြစ်ပါတယ်။ 1908ခုနှစ်မှာအင်္ဂလိပ်တွေရဲ့ဒေါသတကြီးတိုက်ခိုက်မှုကနေဆန်နိုဇေးကိုကာကွယ်ဖို့ဒီအမြောက်တွေနဲ့မအောင်မြင်ခဲ့ကြပါဘူးအမြောက်တချို့ကိုစပိန်ပြည်ချားလ်စ်နှစ်ရဲ့အမိန့်နဲ့ဆာဗီမျိုးမှရှိတဲ့တော်ဝင်လက်နက်စက်ရုံမှာထုတ်လုပ်ခဲ့တာဖြစ်ပါတယ် သူက1900ခုနှစ်ထိအုပ်ချုပ်ခဲ့တော့ဒီအမြောက်တရားဆန်နိုစေးနင်းမြုပ်သွားတဲ့အချိန်မှဆိုရင်အနည်းဆုံး20လောက်တတ်တန်းရှိနေနေပါပြီ။တချို့အမြောက်တွေကတော့18ပေါင်တာတွေဖြစ်ပါတယ်။ဆိုလိုတာကအဲ့ဒီအမြောက်က18ပေါင် ခံမှန်းကျင်နေဆိုရင်10ကီလိုဂရမ်ကျော်အလေးရင်ရှိတဲ့အမြောက်ဆန်ကိုပြစ်လွတ်နိုင်ပါတယ်။360မီတာအကွာကနေတင်းမောရဲ့တက်သားဘေးပေါင်85စင်တီမီတာနဲ့အထဲမှာ30စင်တီမီတာကိုထိုးပေါက်နိုင်ပါတယ်။930မီတာအကွာက ပြစ်မယ်ဆိုရင်တော့လူပေါင်း1000ကိုထိမှန်နိုင်ပါတယ်။ ီလိုမြောက်တဲ့ကိုပြစ်ခတ်ဖို့အ ਨੇ ဆုံးလူ6ယောက်ပါတဲ့အဖွဲ့လူဝတ်ပါသေးတယ်။အမြောက်သမားစန်နေသမားတန်ရှင်ရေးသမားပြီးတော့အမုံခဲ့တဲ့ပေါင်တာမန်ကြီးလို့ခေါ်တဲ့အရွယ်စားသေးတဲ့ကလေးငယ်ဖြစ်ဖြစ်လူပူလေးတွေလည်းလိုပါတယ်။အမြောက်တွေကိုတင်ထားတဲ့တက်သားလေးတွေက၃ခုဟာအခုထိအပြည့်စည်တွေရှားမှရှိနေပါသေးတယ်။အဲဒီခေတ်ကစစ်တပ်တွေနဲ့ရေတပ်တွေဟာဘိုက်ကိုဖြစ်ပြီးမှခြိတတ်ကြပေမဲ့ရွက်လီခေတ်ကဂါလီယွန်တင်းမောတွေမှာရေခဲစစ်တာမရှိကြပါဘူး။ တန်လွင်သည်ဝိုင်ဟေဇယ်နတ်သည်ပဲပုတ်သည်လိုအစားအစာတွေကိုစပိန်လိုဘတ်စ်လိုခေါ်တဲ့ရှုံဝိုးအလုံးကြီးတွေမှာတိမ်းထားကြပါတယ်။တင်းမောနောက်ပိုင်းမှာထမင်းချက်တဲ့အခန်းပြိုကျနေပြီးအပေါက်ကြီးရဲကိုပြုတ်ကျသွားတဲ့နေရာမှာဆိုရင်ဟင်းခတ်အမွေးရည်တွေကိုကျိတ်ဖို့တုံးတဲ့ကြောက်ပြားတစ်ခုကိုတွေ့ခဲ့ရပါတယ်။အဲ့ဒါကိုချက်ပြုတ်သူက အရာရှိတွေရဲ့အစားအသောက်ကိုအရသာပိုကောင်းအောင် လုပ်ဖို့တုံးခဲ့ကြတာပါ။စပိန်တင်းမောသားတွေဟာအိမ်မှာလိုတော့အစားတောင်းနိုင်ခြင်းမရှိပေမဲ့လှိုင်းတွေပေါ်မှာလည်းမစိုးလာဘူးလို့ပြောလို့ရပါတယ်။နေ့စဉ်စားကြကဘစ်ကွတ်တစ်ပေါင်ခွဲ တပတ်မှ၄ရက်ကိုဝတ်သား၆အောင်စကျန်တဲ့ရက်တွေမှာ၅ပီစီ၆အောင်စစံနဲ့ပဲပုတ်ရောတာက၂အောင်စတလင်းနာနဲ့ဗုဒ္ဓဟူးနေ့တွေမှာဒိန်ခဲထက်ထက်ပြီးတယ်လို့လည်းသိရပါတယ်အသားစားတဲ့ရက်တွေမှာကယ်လိုရီ4330ရပြီးတော့ငါးစားတဲ့ရက်တွေမှာတော့ကီလိုရီ3943ရပါတယ်ဒီပမာဏဟာအဲ့ဒီခေတ်အတွက်မျှတာတဲ့အစားအသောက်ဖြစ်ပြီးဒီကနေ့ယောက်ျားတွေအတွက်အကြံပြုထားတဲ့2500ကီလိုရီထက်တောင်ပိုများနေပါသေးတယ်ဒီအစားအသောက်တွေကိုတစ်ပတ်အတွက်ဝိုင်း9လီတာတန်လွင်စီလီတာ၄ပုံတစ်ပုံရှာလက်ကာယီလီတာ၆ပုံတစ်ပုံတောက်သုံးကြပါတယ် ေစားတောက်တွေအားလုံးကိုတင်းမောနောက်ပိုင်းမှာတစ်တားတစ်တားတွေထဲမှာထည့်ပြီးရှင်အိုးတွေနဲ့အဖုံးတွေကိုအလုံးပိတ်ထားပြီး၆တွေ့အင်းများစွာတင်ဆဲထားကြပါတယ်။အဲဒီမှာဆိုရင်စတူရန်ပုံဖန်ပလင်း26လုံးလောက်ကိုထပ်မံတွေ့ရှိခဲ့ကြပါတယ်။ဒီပလင်းတွေထဲမှာအရာရှိတွေအတွက်ဂျင်းနဲ့တခြားရက်တွေထည့်ထားခဲ့ကြတာဖြစ်ဖို့များပါတယ်။တင်းမောရဲ့ပင်မရွက်တိုင်နဲ့ပောက်ကွဲမှုဖြစ်ခဲ့တဲ့နေရာနီးမှာဒီထက်ပိုများတဲ့ပလင်းတွေလည်းရှိပါသေးတယ်။ပလင်းရဲ့လုံကြီးထဲမှာဆိုရင်အေးသွေးမြင့်ဝိုင်းတွေထည့်ထားခဲ့တာလည်းဖြစ်နိုင်ပါတယ်။ ကာရေဘီယံရဲ့နေဘူးရန်ကြောင့်ရေငတ်ပြီးရေချိုလိုချင်တဲ့အခါကျရင်တော့တိမ်းဆဲထားတဲ့ရေအိုးကြီးတွေကခြေကိုခွက်နဲ့ခတ်တောက်ကြဖို့ရှိပါတယ် တည်တည်ဆာဆာကြည့်မယ်ဆိုရင်တော့ဂျေးနီအိုဂျီနှလုံးကိုထပ်တွေ့ရပြီးတော့ဒီယိုတွေကအကျယ်80စင်တီမီတာလောက်ရှိပြီးတင်မောပေါ်မှာအစားတောက်ချက်ကဖို့အဓိကသုံးခဲ့ကြတာဖြစ်ပါတယ်။ဆန်နိုဇေးပေါ်မှာအစားတောက်တွေကိုစီမံခန့်ခွဲတဲ့အလုပ်ကိုတော့ဂျိတ်ခါမူခရစ်စတယ်ဆီမွန်ဒီဗီဇာနဲ့ဂျိတ်ခါစီမံခန့်ခွဲမှုဂျူအာနိုဂျိုးဆက်မိုရန်နိုတို့ကတာဝန်ယူခဲ့ကြပါတယ်။ဟင်းဂျိုနဲ့စတူဟင်းတွေချက်ပြုတ်ခဲ့တဲ့မီးဖို့ကြောင့်အပျက်စီးဟာမီးဖို့ကအုတ်ခဲတွေပြိုကျပြီး အမုံမွားတွေဖြစ်နေကြပါပြီ။အသားကင်ဖို့မီးဖို့ပေါ်မှာတုံးတဲ့တန်တန်နေရာလဲ။ အေးပြော်ပြီးတော့တတူအဖူးထိတွေဖြစ်အပုံလိုက်ဖြစ်နေကြပါတယ်။ဒီမော့ပျက်စီးရဲ့ကျန်တဲ့ပိုင်းတွေမှာတော့စေးကြောတန့်စေဖို့တုံးတဲ့ကြွေအင်းတုံးတွေငွေရောင်ဓာယိုးနှစ်ချောင်းအမျိုးသမီးတွေအတွက်ရွှေနဲ့လောက်ကားတဲ့စံညက်တစ်ခုကိုလည်းတွေးရှိခဲ့ကြပါတယ်။ပြည်လဲပြင်းထဲမှာအိမ်နဲ့ဝေးကွာနေပြီးမဲ့ဘရင်ရဲ့လက်အောက်ခံတွေကဖျားသခင်ကိုယုံကြည်ကူးစားခဲ့ကြပါတယ်။ဆိုင်းနေရမှာရှုံးနေခဲ့တဲ့ကက်သလစ်ဘာသာဝင်တွေရဲ့ပစ္စည်းတွေထဲမှာပုံကြီးသုံးခွက်တစ်လုံး၊ယူကရိထဲဖို့အတွက်ပကံတစ်ခု၊နယံမှာတက်ဆင်ထားခဲ့တဲ့ကြွေရည်တန့်အိုးတစ်လုံး မာဘယ်ကျောင်းနဲ့လောက်ခဲ့တဲ့ဖျားကျောင်းသုံးရေချမ်းကိုတလုံးလောင်ပပါသေးတယ်။စပိန်ဂါလီယွန်တင်မိုရီဟာဖျားတကယ်ရဲ့အလံအောက်မှာဘယ်နိုင်ငံမှမရှင်နိုင်ဘူးလို့တွေးကြကြပြီးဂုံယူစွာရက်လင့်ခဲ့ကြပါတယ်။အဲဒီလိုနဲ့ပဲဆန်နိုဇီဟာစစ်ပွဲအတွင်းမှာနှိမ့်ယုတ်သွားခဲ့တာဖြစ်ပါတယ်။စစ်ပွဲဟာဆိုရင်ဗြိတိန်နဲ့ဟော်လန်တို့ဘက်ကနေစပြီး အမေရိကတိုက်မှာစပိန်နဲ့ပြင်သစ်တို့ရဲ့ပင်လယ်ကုန်သွယ်မှုကိုထိန်းချုပ်ဖို့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။တိမ်ပိတ်ထားတဲ့ကိုလိုနီနိုင်ငံတွေကနေကိုကိုဆေးရွက်ကြီး၊တကြား၊ဝါကွန်၊တရီတွေလိုထူးခြားတဲ့ကုန်ပစ္စည်းတွေကိုအင်ဒိုနီးရှားဂါဒင်းမြို့ကိုပို့ဆောင်တာမျိုးထပ်ပြီးမရှိနိုင်တော့တော့အင်္ဂလိပ်တို့ကကြံစည်ခဲ့တာဖြစ်ပါတယ်။အခုချိန်ထိတော့ဆန်နိုဇီရဲ့မျက်နှာပြင်ပေါ်မှာအခုထိတောက်ပနေတဲ့ရွှေချောင်းတွေ၊ငွေနဲ့ရွှေရင်းကားတွေကိုတွေ့နေရပါတယ်။ဒီလိုရတနာတွေဟာတင်းမောရဲ့နောက်ပိုင်းမှာမြင်ရတဲ့အတွက် ဘရင်ရဲ့အခွန်တက်မဟုတ်ပဲကုံတယ်တွေခီးတယ်တွေအရာရှိတွေအခန်းထဲမှာ ဖွက်ထားတယ်တရားမဝင် ကုန်ပစ္စည်းတွေဖြစ်မယ်ဆိုတာသိတာနေပါတယ်ဒါတွေဟာနေရင်းညချင်းချမ်းသာဖို့စူးစမ်းနေကြတဲ့တရားမဝင်ကုန်တယ်သူတို့ရဲ့ပစ္စည်းတွေလည်းဖြစ်ဖို့များပါတယ်ရွှေဆိုတာကတော့သူ့ရဲ့တန်ဖိုးဟာရေရောက်မှတော့အမြဲတမ်းတောက်ပနေတာပါအပျက်စီးတွေတဲကရွှေတင်းကားတွေပေါ်မှာအဲဆိုတဲ့စာလုံးကိုတွေ့နေရပြီးဒါကပီရူးကလီမာမာထုတ်လုပ်တဲ့ဒင်းကားဖြစ်ကြောင်းပြသနေတာပါ ရှစ်ဆိုတာကတော့ရှစ်စကူရိုတန်ဖိုးရှိတဲ့ဒင်းကားကိုဆိုလိုနေပါတယ်။ H ဆိုတာကတော့ရွှေရဲ့အည်သွေးကိုစစ်ဆေးတဲ့ Francisco Horta ဆိုတဲ့လူကိုယဉ်ညွန်းနေပါတယ်။ဒင်းကားပေါ်မှာ Hercules ရဲ့တိုင်နေနဲ့မြေလေးပင်လယ်နဲ့ Atlantic သမုဒ္ဒရာတွေ့ဆုံတဲ့ပင်လယ်လှိုင်းတွေကိုယဉ်ညွန်းနေပါတယ်။ရှေးလူတွေအတွက်အဲ့ဒီပင်လယ်ဟာပင်လယ်မကောင်းဆိုးဝါးတွေနဲ့ပြည့်နေတဲ့အနံ့ရောက်နေပြီဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ကိုလိုနီခေတ်စပိန်တွေအတွက်ကတော့ဒါဟာသူတို့တိမ်ပိုက်ထားတဲ့နေမြေတစ်ခုအနေနဲ့မကြောက်ရွံ့ကြပါဘူး။ဒါကြောင့်ဆန်နိုဇီရဲ့ဒင်းကားတွေပေါ်မှာ ပြည်သူဆိုတဲ့စာလုံးတွေရိုက်နှိပ်ထားပါတယ်။ဒါကလက်တင်လို Blueberry လို့အဓိပ္ပာယ်ရပြီးအင်္ဂလိပ်လို့ဆိုရင်တော့ထပ်မံထွက်ပေါ်လာခြင်းလို့ဆိုလိုနေပါတယ်။ Columbus ကကမ္ဘာသစ်ကိုရှာဖွေပြေးရှိခဲ့တယ်လို့ကြေညာပြီးတဲ့နောက်မှာ Spain ရဲ့ကျူးကျော်သူတွေကသူတို့ရဲ့ကမ္ဘာ Empire မှာမစိုးစမ်းရသေးတဲ့နိုင်ငံမရှိတော့ဘူးလို့ထွေးကြော်ခဲ့ကြပါတယ်။ယဒနာရီနဲ့တူဆန်နိုဇီမှာထူးဆန်းပြီးရေပန်းစားတဲ့ယဉ်ကျေးမှုတစ်ခုလည်းတည်ဆောင်လာပါတယ်။တင်မော့ကွဲသွားတဲ့နေရာမှာကျေးဝါစီးထိုးပြုံရာပေါင်းများစွာပြန့်ကျဲနေပါတယ်။ ဒါတွေကစအိုရဲကိုစီးထိုးဖို့ဒီဇိုင်းထုတ်ထားတာဖြစ်ပြီးတော့ဒီနေ့ခေတ်အတော်လေးရင်းနှီးတဲ့ပစ္စည်းတွေဖြစ်ပါတယ်။ဆရာဝန်တွေကစီးထိုးတာဟာသူတို့ရဲ့ဂုဏ်သိက္ခာနဲ့မထိုက်တန်ဘူးလို့ထင်ခဲ့ကြပေမဲ့1590ခုနှစ်လောက်မှာဒီလိုကိုယ်တိုင်စီးထိုးကရိယာတွေကိုစိုင်းတွေကနေဝေလို့ရကြပါတယ်။ဒီစီးထိုးပြုံတွေဟာအမေရိကတိုက်ကနေလာရလို့လူသိများကြပြီးတော့အများစုကိုကျူဘာမှာတူးဖော်တဲ့ကြီးတွေနဲ့လှုပ်ထားတာဖြစ်ဖို့များတယ်လို့ဆိုထားပါတယ်။ဒီစီရိုပြုံတွေကိုရေသုံးပြီးဥတန့်စင်မှုဝမ်းချုပ်တာနဲ့ဘိုင်အောင်လာတွေကိုကုသဖို့တုံးခဲ့ကြပါတယ်။ ဆန်နိုဇေးနီမြို့သွားတဲ့ခေတ်ကာလဝင်းကျင်မှာပြင်သစ်ဘရင်လူဝတ်စလီနဲ့တော်ဝင်နန်းတွေကစီးထိုးတာကိုသဘောကျခဲ့ရပါတယ်။အထက်တန်းလွှာကအမျိုးသမီးတွေကလည်းဒီဝါဒနာကိုဆွဲလန်းပြီးအသားရည်လှပဖို့နဲ့ရည်ရွယ်နှုတ်ပြဖို့တနေ့ကို၃၄ချိန်ထိစီးထိုးကြပါတယ်။ဒါကစအိုကနေလုတ်တဲ့ဘူတောက်လို့တော့ပြောလို့ရပါတယ်။ကြာလာတော့ဒီစီးထိုးပြုံတွေကိုခေါင်းကိုက်တာအသက်ရှူမဝတာချမ်းနာတွေစီးကျိတ်နာတာတွေပြီးတော့ဝမ်းပိုက်နာတာတိုက်ဖိုက်ဖျားနာတာကာလယောဂါလိုကုသမှုတွေအတွက်သုံးလာကြပါတယ်။ တင်မောရဲ့ကုံစင်းမှာမပါတဲ့ဒီစီထိုးပြုံတွေဟာတရားမဝင်ဖြစ်စီတွေဖြစ်ပြီးစပိန်ကုံတွေဒီကတရားမဝင်တည်ဆောင်လာခဲ့တာဖြစ်ဖို့များပါတယ်။ဒါတွေမှာကပါဘူးဘရင်အမိန်ကိုစန့်ကျင်ပြီးလုပ်တဲ့မတမာတဲ့ကုံတွေမှုတွေလည်းရှိနိုင်ပါသေးတယ်။ဆန်နိုစေးပောက်ွဲပြီးတော့မိုးကောင်းငင်နဲ့ပြန်တက်သွားတဲ့အခါထူးခြားတဲ့အပြာနဲ့ဖြူကျွေတွေထည့်ထားတဲ့တစ်တာတစ်တာတွေလည်းကွဲထွက်သွားခဲ့ကြပါတယ်။ဒီထဲကကျွေတွေကဆန်နိုစေးတင်မောကိုလံဘီယာမှာနင်းမြုပ်သွားတဲ့နေရာကနေကီလိုမီတာ1000ကျော်အကွာကတရုတ်နိုင်ငံကျင်ထဲချမ်းမြို့မှာထွက်လုထားတာတွေဖြစ်ပါတယ်။ အဲ့ဒီမျိုးကဆိုရင်ကျွေးရည်လုပ်ငန်းရဲ့စက်မှုဗဟိုချက်ဖြစ်ပြီးတော့ကျွေးရည်ဖုတ်တဲ့မီးဖို့တွေအများကြီးရှိတာမို့လို့လာလည်းလေသူတွေကတနေ့လုံးငိုကြိုးဖြစ်နေတဲ့မျိုးလိုတင်စားခေါ်ကြပါတယ်1950ခုနှစ်ကနေ1800ခုနှစ်အတွင်းမှာရီမီကန်းကနေပြီးတော့ကျွေးရည်အပိုင်းစ185တန်းလောက်ကိုဥရောပစီထီကိုတင်ပို့ခဲ့ကြပါတယ်ရှာခွေတွေ့ရှိမှုကြီးဟာကျွေရည်ခက်လည်းဖြစ်ပြီးတော့ကမ္ဘာတမိုင်းမှာစပိန်တင်းမောတွေဟာအကြီးမားဆုံးကျွေပစ္စည်းအမှတ်တံဆိပ်တစ်ခုကိုလည်းဖန်တီးခဲ့ကြပါတယ်။ဆန်နိုဇေဘိုကကျွေရည်ခွက်တွေကိုအော်တိုမန်နီလက်ထဲမှာ လက်ဖက်ရည်ကိုရင်ရင်ကြီးကြီးတောက်ဖို့ဒီဇိုင်းထုတ်ထားတာလို့တော့ပြောလို့ရပါတယ်။ဒါပေမဲ့သူတို့ကဒီခွက်တွေကို coffee တောက်ဖို့ပြောင်းလဲသုံးခဲ့ကြပါတယ်။ Spain စပွဲတွေပေါ်မှာတော့ဒီခွက်တွေကိုခင်မီရဲ့အရာတစ်ခုအတွက်သုံးကြပါတယ်။ဒီကနေ့ဥရောပသားတွေအားလုံးချောကလက်မရှိရင်မနေနိုင်လို့ပဲ18ရာစုရဲ့ Spain မှာကိုကိုကိုအယူမှုဆွဲလန်းခဲ့ကြပါတယ်။ကျူးကျော်သူတွေဟာအင်ဒီကျွန်းတွေမှာဆက်ရောက်တဲ့အခါမှာတော့ထက်တန်းစားအလှတွေကကိုကိုစေးကိုခင်ပြီးကြိတ်ထားတာကို ငရုတ်သီးအနီမုတ်ဗနီလာရီနဲ့ရောပြီးတော့အမြုပ်တွေထလာအောင်ရုံးဝင်ပြီး AC စိန်ခံတောက်ကြပါတယ်စပိန်တွေကဒီအက်စတက်လူမျိုးတွေရဲ့ထူးခြားတဲ့အရာသာကိုကြိုက်သွားကြပါတယ်ဒါပေမဲ့ဥရောပလူတွေရဲ့ပါဇက်နဲ့အဆင်ပြေအောင်တရားထည့်ပြီးပြောင်းလဲခဲ့ကြပါတယ်အဲဒါကြောင့်တရားဆိုတာရင်ကျေးမှုရဲ့တင်ကြီးသားလို့တောင်ဆိုနိုင်ပါတယ်ဆရှိရာစုအစမှာလူတိုင်းဟာချကလက်ပူပူကိုတောက်နေကြပါပြီ။ဒီတောက်စရာကအရန်ရေပန်းစားလာတာမို့လို့စပိန်အိမ်တွေမှာချကလက်မရှိရင်ပါမုံမရှိတော့အောင်ဆင်းရဲတယ်လို့ဆိုကြပါတယ်။ စစ်သားတယောက်ဖြစ်တဲ့ EF Landia ကသူ့ရဲ့ခီးသွားမှတ်တမ်းထဲမှာစပိန်ရဲ့အဓိကလုပ်ကနေ့လယ်မှာအိတ်တာချိုကလက်တောက်တာချစ်တင်းနှောတာဖခင်ချောင်းကအခမ်းအနားတွေနဲ့ချီတက်ပွဲတွေမှာရှိနေတာပဲလို့တော့ထည့်သွင်းရည်ထားကြပါတယ်၁၈ရာစုနောက်ပိုင်းမှာကို60ပေါင်တန်းကိုဂါဒင်းမျိုးကိုနှစ်ဆင်တင်သွင်းနေကြပါတယ်ချိုကလက်တောက်တာဟာစပိန်ကနေဥရောပရဲ့မင်းမျိုးမင်းတွေတွေစီကျမ်းမာရေးအတွက်အဆင်ပြေတဲ့နီလန်းဖြစ်လင်းမြန်စွာပြန့်နှံ့သွားခဲ့ကြပါတယ်ဒါပေမဲ့ဒီယာကနေဆင်းသက်လာခဲ့တဲ့တမိုင်းမဲဆက်တစ်ခုကတော့ ချိုကလက်ကော်ဖီလက်ဖက်ရည်အတွက်တရားစိုက်ယူရာဟာအန်လန်တိတ်ကျွန်းကုန်တယ်မှုရဲ့အဓိကအကြောင်းအရာကြီးဖြစ်လာပြီးအာဖရိကလူမျိုး၁၂တန်းဟာအမေရိကတိုက်ကစိုက်ခင်းနေမှာကြံစိုက်ဖို့ရောင်းဝယ်ဖောက်ကားခံခဲ့ရပါတယ်။ချိုကလက်ပူပူကိုထူးခြားတဲ့တရုတ်ကျွေတဲ့ခွက်တွေနဲ့တောက်ရတာဟာယဉ်ကျေးမှုနဲ့ခံရမှုရဲ့တင်ဂေတာဖြစ်လာခဲ့ပါတယ်။ဆန်လိုဈေးဘုံမှာပြန်ကျဲနေတဲ့နူးညံ့တဲ့ကျွေတွေဟာရွှေလိုတောက်ပနေတဲ့ရတနာတွေလိုပဲတန်ဖိုးရှိတဲ့သမိုင်းဇာလံတစ်ပုဒ်ကိုပြောပြနေပါတယ်။တကယ်တော့အနောက်ကဘာကချိုကလက်ယဉ်ကျေးမှုကိုဘလို့ဆွဲလန်းသွားတာတွေ ငွေကြီးကိုလိုနီစနစ်ချောကလက်ရဲ့ဇလန်းတွေဟာဆန်နိုဇီရဲ့ဇလန်းပဲဖြစ်ပါတယ်။ဒါပေမဲ့တမိုင်းကျောင်းရဲ့90ရာခိုင်နှုန်းကအခုထိရှောင်တွေ့သေးပဲတင်းမော့ရဲ့ပိုက်ထဲမှာမျက်နှာပြေကနေအောင်ဆုံးထိဖုံးပွေနေပါသေးတယ်။အမြောက်တွေလေးလံနဲ့ရွှေချောင်းထောင်ပေါင်းများစွာတင်းမော့ချင်းကနေမြင်ရတဲ့ပောက်ကွဲမှုမြင်ကွင်းဟာပင်လယ်ပြင်ပေါ်ကစစ်ပွဲဘဝရှင်သန်မှုတိုက်စုံမှုတွေရဲ့ထူးခြားတဲ့တင်စားချက်တစ်ခုလို့ဆိုထားပါတယ်။အခုလိုဗီဒီယိုကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်တို့ရဲ့ဘလို့တီဗီကိုလည်း like and subscribe လုပ်ထားပေးကြပါခင်ဗျာ